ပွဲမင်္ဂလာပါ eFootball Player Gear Facebook Page YouTube နဲ့ TikTok ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါရစေဗျ eFootball ညီကို player တွေအားလုံးတည်ပြီးထားကြတဲ့အတိုင်းပဲနေမင်းကြီး eFootball နေပြီးတော့ version 4.4.0ဆိုတဲ့ update version နဲ့အတူပြောင်းလဲပါဝင်လာမယ်အ display ဘိုင်းနေ in game ဘိုင်းတချို့တွေကိုကျွန်တော်ဒီဗီဒီယိုမှာရှင်းပြပေးတော့မှာဖြစ်ပါတယ်ကျွန်တော်လူလိုက်ပြီးတော့ကြည့်ရှုရပေးကြပါအောင်ဗျာ တော်တို့ eFootball ရဲ့ version 4.4.0မှာအပိုင်းသုံးပိုင်းအနေနဲ့ပြောင်းလဲမြင်ဆင်လာမယ့်အရာတွေရှိတယ်။ကျွန်တော်ပထမဆုံးအပိုင်းကတော့ gameplay ပိုင်းဒုတိယကတော့ player development ပိုင်းနဲ့တတိယကတော့ useful function အပိုင်းလေးတွေကိုသူပြောင်းလဲလာမှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ကတော့ကျွန်တော်ဒီ cross play ပိုင်းပေါ့။ဒီ cross play ပိုင်းနေရာတော့ဒါကျွန်တော်တို့ mobile သမားတွေနဲ့တော့လုံးဝမသက်ဆိုင်ပါဘူး။ဒီ PlayStation နဲ့ Steam နဲ့ Xbox တို့အတော့ပဲဖြစ်ပါတယ်ဗျ။နောက်တစ်ခုကတော့ကျွန်တော်တို့ eFootball ရဲ့ဒီ update version မှာပါဝင်လာမယ်ကျွန်တော်တို့ဒါ eFootball League ပေါ့ကျွန်တော်တို့နားလည်လွယ်အောင်ပြောရရင်တော့ဒါ player တွေအားလုံးတည်ပြီးသားရတဲ့အတိုင်းပဲကျွန်တော် division မှာပေါ့ division မှာဆိုလို့ရရင်ကျွန်တော်အခုချိန်မှာ player to player ပဲကန်နေရတာလည်းဖြစ်တယ်ကျွန်တော်တို့ထပ်ပြီးတော့အပိုအနေနဲ့ပါဝင်လာမှာတော့ player versus AI ဖြစ်သွားမှာပေါ့ကျွန်တော် AI နဲ့လည်းကန်လို့ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ AI နဲ့ division မှာကြံရမဲ့အခြေအနေကဘယ်လိုမျိုးရှိလဲ။ဘာညာတော့ကျွန်တော်ဒီချိန်မှာတော့အတိအကျမသိရသေးပါဘူး။ live stream မှာ ပြောတော့မုံအရာဆိုလို့ရှိရင်ကျွန်တော်တို့ AI ဆိုလို့ရှိရင်လည်း nature ရဲ့ level တစ်ခုနဲ့လာမှာမဟုတ်ဘဲနဲ့ဒါ full squad တွေမှာမှသူတို့အာ EPT ဘာညာတွေနဲ့တေးချာကိုလာမှာလို့တော့ပြောသွားပါတယ်။အဲ့တော့ကျွန်တော်တို့အတိအကျရောမနေ့ဖြန် server maintenance အပြီးမှာပဲကျွန်တော်တို့ကိုယ်တိုင်လေးလာလို့ရမှာလဲဖြစ်ပါတယ်ဗျ။ နောက်တစ်ခုအစ်စ်ပါဝင်လာမှာတော့ကျွန်တော်တို့ဒါ booster crafting လိုမျိုးပဲ ski training ရော redan category နဲ့ဖြည့်လို့ရမှာလည်းဖြစ်ပါတယ်ကျွန်တော်တို့အခုလက်ရှိစောင့်နေတာတော့ဒီ ski training ကို renan ကြာကြံကြဆိုပြီးကျွန်တော်တို့တခုအလိုမျိုးဖြစ်နေတယ်လည်းရှိတယ်အခုအချိန်မှာတော့ဒါ renan category ဆိုပြီးတော့အပိုင်းလေးတစ်ပိုင်းပါလာတယ်အဲ့ဒါလေးကတော့ကျွန်တော်နည်းနည်းလေးသဘောကျတယ်ဘာလို့လဲဆိုတော့သူကအာ အားလုံးကိုဘယ်လိုပြောမလဲတစုတစည်းတည်းလေးစုပြီးထားတဲ့သဘောမျိုးလေးလည်းဖြစ်နေကျွန်တော်ဒါ shooting mind နဲ့ passing mind နဲ့ dribbling mind defending manager other ဆိုပြီးတော့ရှိရပေါ့အဲ့တော့ကျွန်တော်တိုက်စစ်မှု player တွေအတွက်ဆိုလို့ရှိရင်လည်းဒါကျွန်တော် shooting mind နဲ့ကသွားပြီးတော့ လူလေကူကူလေးရွေးပြီးတော့သုံးမယ်ဆိုလို့ရှိရင်တော့အဆင်ပြေမယ်ကျွန်တော်ပတ်စင်မိုင်းနေဆိုလဲဒါကွင်းလင်းကစားသမားတွေအတွက်ပေါ့ dribbling mind ဆိုရင်လဲဒါတောင်မန်အတွက်လုံမလားဘဲအတွက်လုံမလဲအဲ့လိုမျိုးလေးတွေပေါ့ defending ဆိုလဲဒါနောက်တန်းကစားသမားတွေအတွက်ကိုတစုတစည်းတဲ့လေးကျွန်တော်တို့အသုံးပြုလို့ရမှာဖြစ်တယ်အဲ့တော့အတိအကျအသေးချာတော့ကျွန်တော်တို့အာဘယ်လိုတွေလာမလဲဆိုတာတော့မနေ့ဖြန်မှာပဲကျွန်တော်လည်းသိရမှာဖြစ်ပါတယ်ဗျကျွန်တော်နောက်ထပ်သဘောကျတာလေးတစ်ခုကတော့ကျွန်တော်တို့ဒါကစားသမားတွေကိုကျွန်တော်တို့ခါလေးကြာနေမယောင်းမဲနဲ့တင်ထားနေတာ၄ ကျိုးကျိုးကစားသမားတွေ column လုတ်ချင်နိုင်နေတဲ့ကျိုးကစားသမားတွေများများသွားပြီးတော့ဝင်းဝင်းရန်နေအယောက်900ကိုလေပြေးသွားတော့အဲ့ချိန်ရနေပြီးတော့ကျွန်တော်ထပ်ပြီးတော့ဘလို့ဝယ်လို့မရတဲ့အနေအထားတစ်ခုမှအခုဒါ backup player ပေါ့ backup slot ဆိုပြီးကျွန်တော်နောက်ထပ်အယောက်900ကိုထပ်ပြီးတော့ဝယ်လို့ရမှာ ဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ in game မှာအခုလက်ရှိအနေအထားပေါ့ ကျွန်တော်ဆိုလဲဒါအရင်တော့ player တွေတော်များ release လုပ်လိုက်ရတယ်အကစားသမားကိုထပ်ပြီးတော့ကျွန်တော်လူလိုတယ်ဘယ်လိုဝယ်ရမလဲဆိုတဲ့ player တွေတော်ဒါမျိုး edit နဲ့ပေါင်းပြီးတော့ကျွန်တော်နေရာထပ်ပြီးတော့ဝယ်လို့ရတယ်ကျွန်တော်ဆိုအခုရှိရပါ့900ဒီရောက်သွားမယ်900ဒီရောက်သွားပြီးကျွန်တော်လိုချင်တဲ့ကစားသမားတွေလည်းထပ်ပြီးတော့ line အောင်မယ်နေရာလည်းလိုသေးတယ်ဆိုရင်ကျွန်တော်ဒါမျိုးအာ backup player slot အနေနဲ့ကျွန်တော် GP အယောက်အဲ GP နဲ့ဝယ်ပြီးတော့အယောက်900ထပ်ပြီးတော့ call up လုပ်လို့ရမှာလည်းဖြစ်ပါတယ်ဗျာ နောက်တစ်ခုကတော့ကျွန်တော်ကို plan ညီကိုတွေတော်တော်များများမေးကြတယ်ကျွန်တော်တို့မှာမလိုအပ်တဲ့ဒီ scale တွေကိုထည့်မိထားတယ်ဘလို့ဖြတ်လို့ရမလဲဆိုတဲ့ညီကိုတွေတော့ကကျွန်တော်အရင်တော့ကတော့ဒါကိုမကြိုက်တဲ့ scale တွေကိုပြန်နှိပ်ပြီးတော့အစားထိုးပြီးတော့ကိုလိုချင်တဲ့ scale တွေကိုထည့်တာတွေလည်းရှိရပေါ့အခုချိန်မှာတော့ကျွန်တော်တို့မလိုအပ်တဲ့ scale ကိုတစ်ခါတည်းဖြတ်လို့ရမယ် delete scale ဆိုတဲ့အားလေးတော့ကျွန်တော်တို့ပါလာအောင်မှာဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဒါ in game မစခင်မှာ player to player game ဆိုလို့ချင်းကျွန်တော်တို့အတိုင်းပနတိုင်းလောက်ရှိရကျွန်တော်အနေဆုံး အာသုံးတိုင်ရတော့ဒါ line လဲလဲလဲတော့ဖြစ်တဲ့အချိန်ပေါ့လေးတိုင်လောက်ဆိုရင်တော့တော်တော်ကောင်းတဲ့အနေထားမျိုးမရှိငါးတိုင်ရတော့ကျွန်တော်တုံးတန်ကိုရောက်ဖို့မလွယ်ဘူးပေါ့ဒီလိုအခြေအနေဒီလိုအနေထားမှာပေါ့အဲကျွန်တော် line လင့်နေလားမလင့်နေဘူးလားလို့ဆိုတော့ကျွန်တော် in game မှာတခါတည်းစော့နေနေမြင်ရမှာလည်းဖြစ်ပါတယ် နောက်တစ်ခုကတော့ကျွန်တော်တို့ဒီ squat display ဘိုင်းလေးတွေပြောင်းလဲလာတာလေးတွေတော့သဘောကျတယ်။ဒီခါလေးကျရင်ကျွန်တော်တို့ squat လေးတွေတော်တော်လေးကို mind နေနေစီထားလေးသဘောကျတယ်။ screen shot ရိုက်မယ်ဆိုရင်ဟိုကမပါတိုင်းနီးပြချမ်းပါမလာတာရဲ့အဲကျွန်တော်တို့ဒါအရင်လူစင်းကပါမလာတာတွေဖြစ်တဲ့ပုံဒါမျိုးလေးဆိုရင်ကျွန်တော်တို့ဒါ squat display လေးတွေကို screen shot ရိုက်မယ်ဆိုရင်တော့တော်တော်လေးကိုလှနိုင်မယ်။အဲဒီဒါမျိုးလေးလည်းဖြစ်သွားပါပြီဗျ။နောက်တစ်ခုကတော့ကျွန်တော်တို့ဒါမင်းပြန် server maintenance အပီးမှာပါဝင်လာမယ့်850 million download campaign ပေါ့အဲ့တော့ကျွန်တော်တို့ဒီ event မှာ သူရနိုင်မဲ့ဟာလေးတော့ကျွန်တော်အကုန်လုံးပြလိုက်ဒီထဲမှာမှကျွန်တော်ညီကိုပလီရတဲ့တော်တော်များများမေးမှရှိအဲဘာလို့ဆိုတော့ဒီ MSN ဘယ်လိုရမှာလဲပေါ့ဒီ MSN ရမှာပါအားလုံးရမှာဒါပေမဲ့လူတော့မဟုတ်ပါဘူးတက်ဖို့မေးရမှာကျွန်တော် budget ပေါ့တက်ဖို့မေးတော့လို့ရမယ်ဟိုပြီးခဲ့တဲ့အချိန်ဟိုဘယ်လိုပြောမလဲကျွန်တော်ဒါနေမာကြီးရတော့ဆိုလို့ရှိရင်ဟာဒီနေမာဘယ်လိုရမှာလဲနေမာရပါတယ်ကျွန်တော်အဲဒီတော့လည်းတက်ဖို့မေးရပါပါအခုဒီမှာလည်း MSN တက်ဖို့မေးရမှာဖြစ်ပါတယ်ပြီးတော့ကျွန်တော်ဒါ event ရဲ့သဘောတဘာဝကတော့ သူပေးထားတဲ့ mission တွေကိုကျွန်တော်တို့ဒါတစ်ပတ်တန်းဒီနှစ်ပတ်တန်းဒီအများဆုံးသုံးပတ်ပေါ့အဲ့လိုမျိုးလေးတွေဖြည့်ရတာလေးတွေရှိတယ်တခါတည်းတော့ကျွန်တော်တို့လိုချင်တဲ့ဟာတွေကိုပုံနိုင်ပြီးပေးတော့မှာတော့မဟုတ်ပါဘူးပြီးတော့ဒါကျွန်တော် introducing advanced skill training မိုင်းပေါ့ဒါကတော့လေကျွန်တော်မနေ့ဖြန်ပါဝင်လာမှာပဲအခြေအနေလေးကိုလေ့လာပြီးတော့ပဲကျွန်တော်ပြန်ပြီးတော့ရှင်းပြပေးတော့ပါမယ်ဗျနောက်တစ်ခုကတော့ဒီ smart assist ကိုကျွန်တော်တို့ PVP match ဒီမှာတုံးလာလို့ရမှာဖြစ်ပါတယ်ကျွန်တော်တို့ဒါ player to player gain တဲ့ချိန်မှာပြောရရင်ကျွန်တော်တို့ deficient ပွဲတွေကျွန်တော်တို့ coin ပွဲတွေမှာဆိုလို့ရှိရင်ねအဲ smart assist ကို on me တုံးလို့ရမှာဖြစ်တယ်ဒီ smart assist ကိုကျွန်တော်တို့အရင်တော့ AI မှာပဲကျွန်တော်တို့တုံးလို့ရတာဖြစ်တယ် BBB match တွေ gain ပြီဆိုရင်တော့ဒါ auto off တော့ရလည်းဖြစ်တယ်ပေါ့အဲ့တော့ဒီ smart assist ကိုဆိုရတော့ဘယ်လိုပြောရမလဲကျွန်တော်တို့ကိုပိုင် skill တွေကျွန်တော်ကိုပိုင်ဆုံးဖြတ်ချက်တွေတော့အနည်းငယ်လေးပျောက်သွားတာလေးတော့ဖြစ်မယ်ဒါပေမဲ့ ကိုသူနဲ့ပိုင်းနေကျွန်တော်ပတ်စင်ပိုင်းနေနည်းနည်းပါလိုအပ်ရင်တော့ तू ကဝင်ပြီးဖြည့်ပြီးသွားမှလေးရတော့ကျွန်တော်ဒါအင်ဂိမ်းမှာနည်းနည်းပါးပါအထောက်အကူပြုလာမယ်လို့တော့ကျွန်တော်ထင်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီ smart assist ကို maintenance အပြီးမှာစပြီးတော့ကျွန်တော် PVP match တွေမှာတုံးလို့ရတော့မှာဖြစ်ပါတယ်ဗျအဲ့တော့ကျွန်တော်ဒီတလောက်ကျွန်တော်လေးလာလို့ရတဲ့လောက်အကြောင်းအရာတချို့တော့ကျွန်တော်ဒီဗီဒီယိုမှာရှင်းပြပေးထားတာဖြစ်ပါတယ်။မနေ့ပြန် server maintenance အပြီးမှာပဲတချို့လိုအပ်တာလေးတွေ ျွန်တော်တို့ပြန်ပြီးတော့ဖြည့်ပြီးတော့လည်းရှင်းပြပေးတော့မှာဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုအဆုံးထိကြည့်ရှုအားပေးကြတဲ့ပလီယန်ညီကိုတွေအားလုံးကျေးဇူးတင်ပါတယ်ဗျာ